မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့ထုံးသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့နိုင်ငံတော်အဆင့်ဝန်နေချင်းအထိမ်းအမှတ်ကို တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်တဲ့သတင်းဖြစ်ပါတယ်။ငလင်တန်တင်ပြည်သူများအတွက်နိုင်ငံတော်အဆင့်ဝန်နေချင်းအထိမ်းအမှတ်အဖြစ်ဧပြီလ10ရက်မိုးလယ်7:50မိနစ်ကနိုင်ငံတော်အဆင့်တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်ကြောင်းသိရပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်7:50မိနစ် ၃ညနှင့်စက္ကန့်တွင် ပြင်းအား9.8ရစ်တာစကေးရှိအလွန်ပြင်းထန်တဲ့မြင်းကလေးလှုပ်ခတ်ခဲ့မှုကြောင့်အသက်ဆုံးရှုံးမှုများနဲ့ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက်စာနာနားလည်မှုများနဲ့အတူထတ်တူခံစားလျက်နိုင်ငံတော်အဆင့်ဝိုင်းနေခြင်းထိမ့်မှန်နေရဖြစ်မတ်လ31ရက်မှဧပြီ6ရက်ထိ9ရက်အားသတ်မှတ်ကြေညာထားပါတယ်။ဧပြီ1ရက်တွင်ဝိုင်းနေခြင်းထိမ့်မှန်ဖြစ်နိုင်ငံတော်အလံတိုင်ဝမ်လျှော့ချလွှင့်တူခြင်း လှုပ်ရှားသွားလာနေသူများ10မိနစ်ငြိမ်သက်စွာရတန်ဥညွတ်ကာရဝပြုခြင်းအော်အော်ဆွဲကာရဝပြုခြင်းမီဒီယာများအနေဖြင့်ထုတ်လင်းလျက်ရှိတဲ့အစီအစဉ်များအားခိတရက်ဆိုင်၍ဝန်နေခြင်းအထိမ်မဲ့လူကူများအားထုတ်လွှင့်ခြင်းသက်ဆိုင်ရာကိုယ်ခေရာဘာသာလိုက်ဖျားစီဒီများဖျားကြောင်များဝိပုနေရများတွင် စုတောင်းမြတ်တာပို့တာခြင်း အန္တရာယ်ကင်းပရိများဆူတောင်းစာများရွတ်ဆိုခြင်းနဲ့အမြတမ်းပေးဝေခြင်းများကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်ကြကြောင်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ငလျင်ပေးတဲ့အကြောင်းထိခိုက်သူများအတွက်သွေးလူဒဏ်နေမှုအားရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကြီးရှိဝါပေးတဲ့တဲ့ရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဆိုရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးဆိုရအဖွဲ့ဝင်ကြီးများဟာမတ်လ31ရက်နေ့နံနက်ပိုင်းကရန်ကုန်ပြည်သူ့စေယုံကြီးအမျိုးသားသွေးလူပန်းတွင် တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများအမျိုးသမီးရေးရာအဖွဲ့မိခင်နှင့်ကလေးဆောင်ရှောက်ရေးအသင်းလူမှုရေးအသင်းအဖွဲ့များနှင့်စေတနာရှင်ပြည်သူ399ဦးတို့ကငလျင်ဘေးဒဏ်ထိခိုက်သူများအထက်သွေးလူဒဏ်နေမှုအားကြည့်ရှုအားပေးရန်အမျိုးသားအသွေးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာအေထူဖေက သွေးလူတန်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးရှင်လင်းတင်များကရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ကလိုအပ်သည့်များမှာကြပြီးသွေးလူရှင်များအားဖားရဖြည့်ဆည်းစွာများပေးရကြောင်းသိရပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ငလျင်ပေးတဲ့ဒေသများတို့လည်းလိုအပ်ပါက အချိန်မီပေးပို့နိုင်ရေကိုတာဝန်ရှိသူများကဆက်လက်ဆောင်ရွက်တော်မှာဖြစ်တယ်လို့သိရပါရယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့ထားပေးဖြစ်ပါရယ်။ထပ်မံတင်ဆက်ပေးမှာကတော့ ကုညီကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာတဲ့အိန္ဒိယရေတပ်မှစစ်ရေးရင်နှစ်စင်းရန်ကုန်မြို့သို့ရောက်ရှိရတဲ့တွင်ဖြစ်ပါတယ်။အင်အားပြင်းမြင်ကလင်လှုပ်ခတ်မှုကြောင့်ငလင်တန်သိမ့်ပြည်သူများအားကုညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အထုံးပြုနိုင်ရန်အတွက်အိန္ဒိယနိုင်ငံမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရရန်ကုညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာများတင်ဆောင်လာသောအိန္ဒိယရေတပ်မှစစ်ရေးရင် INS Sepura F48 နဲ့ INS Savitri P53 တို့ဟာမတ်လ31ရက်မွန်လဲ2နာရီမိနစ်30ကရန်ကုန်မြို့ရှိတိလဝစိတ်ကန် MITD တို့ရောက်ရှိလာကြောင်းသိရပါတယ်။မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတံမကြီးကကုညီကယ်ဆယ်ရေးပစ္စည်းများနဲ့စားသောက်ဖွယ်ရာများလွှဲပြောင်းပေးရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလက်ခံပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားပါတယ်။ရောက်ရှိလာတဲ့အတင်စားခောက်ဆွဲအာဟာရပြည့်ဘစ်စကော့ပလတ်စတစ်ပုံပလတ်စတစ်ရေခွက် တကူရီသုံးပစ္စည်းများ ရွက်ဖြင့်တဲ့ တာပေါ်လင်စာအဝတ်ထည်များတန်ရှင်ရီသုံးပစ္စည်းများနဲ့ဈေးဝါများစသည်တို့ပါဝင်ပြီးစုစုပေါင်းတန်ချိန်40တန်ခန့်ဖြစ်ကြောင်းနဲ့ငလင်ဘေးတင့်ဒေတာများတို့ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ကြီးကြပ်မှုဖြင့်ဆက်လက်ပို့ဆောင်ပေးမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပြပို့လာတာပါ။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိမ်းမှငလျင်ဘေးတဲ့ဒေသများသို့သွားရောက်ကူညီဆောင်ရွက်ပေးမယ့်အဖွဲ့အားတွေ့ဆုံအားပေးတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများဟောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့စီစဉ်ပံ့ပိုးမှုဖြင့်ငလျင်ဘေးတင်ဒေသများသို့တွားရောက်ကူညီဆောင်ရွက်မဲ့အဖွဲ့နဲ့ကုညီကယ်ဆယ်ပစ္စည်းများတင်ဆောင်ထားတဲ့ရှင်များအောင်မက်ရှလာ30ရဲ့နနက်ပိုင်းကလေကူမျိုးနဲ့အမြန်လန်း0မိုင်တွင်တွားရောက်ပြေဆုံးအဘေးစကားပြောကြားကြောင်းသိရပါရယ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှငလျင်တန်းတင်တဲ့ဒေသများဖြစ်တဲ့နေပြည်တော်ကောင်စီတို့ 24ပြည်စံအိတ်900အိတ်မန္တလေးတိုင်းဒေသကြီးတို့24ပြည်စံအိတ်2100အိတ်စကိုင်းတိုင်းဒေသကြီးတို့24ပြည်စံအိတ်900အိတ်နေပြည်တော်ကောင်စီနဲ့မန္တလေးတိုင်းဒေသကြီးတို့စက်မှုကုန်ကျန်းအထယ်လေး152ထုံး နေပြည်တော်ကောင်စီမန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတို့စောင်းစီ3500ပိတ်သောပေပိုလူရန်ကြောင့်နဲ့ရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီမှဝန်ထမ်း50တဦးနဲ့ရှောက်ဖွေကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်တဲ့ဘတ်ဖိုး2စီးပေါ်ဒိုဇာ2စီးတွဲကား2စီးတို့ဖြင့်ငလျင်ဘေးတင်ဒေသများသို့ထွက်ခွာသွားကြကြောင်းသိရပါဗျ။ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ကွန်ပျူတာသင်တန်းစင်ပွဲများနဲ့စုချီးမြှင့်ပွဲအခမ်းအနားကျင်းပတဲ့တွင်ဖြစ်ပါတယ်။အခြေခံကွန်ပျူတာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်တင်မြင့်ဆောင်2025အစစ်မြင့်ရုံသုံးကွန်ပျူတာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်တင်မြင့်ဆောင်2025နဲ့ Address System Administration Maintenance Course A+ သင်တန်းအမှတ်စဉ်တင်ပြဆောင်2025သင်တန်းဆင်ဝင်တဲ့စုချင်းမြင့်မွေအခမ်းအနားကိုမတ်လ28ရက်ကရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ယုံမင်္ဂလာခမ်းမတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းတက်ရောက်မှစကားပြောကြားကြောင်းသိရှိရပါတယ်။အဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးများကသင်တန်းများတွင်စုများရရှိခဲ့ကြသူများနဲ့သင်တန်းဆက်လက်မများပေးအပ်ချင်းမြင်ပါတယ်။အစိုးရသင်တန်းများကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ယုံဝင်း အိန္ဒိအစာဦးရန်ကုန် region government e-government training center တွင် ဖေဖော်ဝါရီ24ရက်မှမတ်လ19ရက်ထိဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဇွဲတက်ကိုကပေးပို့လာတာပါ